ရှစ်လေးလုံးအရေးအခင်းပြီးတော့လူတွေကစစ်တပ်ကိုမုန်းကြတယ်။အဲဒီမှာအမှုပညာရှင်ဆိုတဲ့သူတွေအများအားဖြင့်မပါဘူးဆိုတာယုံ68ပြည်နောင်နှစ်နှစ်နေတော့စစ်အစိုးရဝါဒဖြန့်တဲ့ပပီမရုပ်ရှင်ဇာတ်ကားကတက်တည်အဲ့ဒီကားမှာယူနန္ဒာမြင့်ကလည်းအလန်းခင်ဆိုးပိုင်ကလည်းတရုတ်ဆောင်ကောင်းတော့တောက်ခိုသွားတဲ့ចောင်းသားတွေကပဲအသိဉာဏ်မရှိစစ်အစိုးရစေတနာကို နားမလည်သလိုဖြစ်အောင်ကို အနုပညာသမားတွေကပုံဖော်ခြင်းထက်ဝါရဖြန့်ပေးကြတာရန်ကင်းမှာအက်ကားရိုက်ပေးတဲ့သူတွေကိုတိုက်ခန်းအောင်ပေးတယ်ကြတာပဲဟုတ်မဟုတ်တော့မသိအန်ဒီမဲ့ပပိမကရိုက်တော့ဆိုလို့ရှိရင်အရန်အောင်မြင်ခဲ့တဲ့ကားပေါ့နော်အဲ့အချိန်တုန်းကဆိုလို့ရှိရင်ဟာပပိမပပိမဆိုအခုဆိုရင်အန်ဒီမဲ့ဖက်ဆပ်ပလာမှနေတယ်ဖက်ဆပ်ပလာတိုက်ခန်းနေမှာတော့မလားတိုက်စီသမားတွေကလာလို့ရှိရင်လေပပိမတိုက်ခန်းကိုပို့ပေးပါအဲ့နေရာဖက်ဆပ်ပလာရေလို့မဟုတ်တော့ဘူးပပိမတိုက်ခန်းရှိရနေရအဲ့လိုဖြစ်သွားတယ်အဲ့ထီကိုအောင်မြင်ခဲ့တာပေါ့ အဲ့ဒီတော့လည်းတခါပီတိတွေအရန်ဖြစ်ခဲ့ရတယ်။နောက်နေ့ကျဥညွဝင်ကြီးကထပ်ပြီးဘောမာတယ်။အဖေနဲ့သားများဇက်ကားနဲ့ဇဝင်သိရှင်အောင်ပတ်မိပြီးနေသူမပါရင်လေဘာရီများချိဆက်ဖြစ်ကြမယ်။သူလေးမပါကျင်ဘူးအရှင်နေနဲ့တောင်းစုများကြောင့်ဆိုပြီးတက်တီရှင်ကစစ်တက်ဖြစ်ရော။ဟမ်အနုပညာသမားတွေကျေးဇူးလေ။အနုပညာရှင်တွေဟာမျိုးရှိစိတ်တဲ့ရှင်သန်ထက်မြက်တယောင်ယောင်အတန်သေးအတန်ကြောင့်អော်ပြီး နိုင်ငံရေးကိုဥချိုးတဲ့မာယာတာရီယလူအဖွဲ့အစည်းနောက်တော့တက်ကသူပိုင်းမီဒီယာမျှဝေကိုစမိတ်ဆက်ဇကားကောင်းတွေပြနောက်တော့စစ်ကားတွေပြအဲတုန်းကအစကတော့တကယ့်စစ်ကားကောင်းတွေပါပြင်းမငုတ်တို့တို့နှောင့်တမိမိတို့အဲကနေမှအောင်မြင်ခြင်းရင်စစ်ကားရိုက်အကယ်ဒမီရခြင်းရင်စစ်ကားရိုက်တွေဖြစ်လာရောလူမင်းဆိုစစ်ကားအရိုက်ဆုံး ကျော်ဟင်းဆိုလဲအကယ်ဒမီလိုချင်လုံးလို့ဝေလဲမွေကျွေလဲမွေကို မရိုက်ရှင်ပဲရိုက်ခဲ့တာညုံဝင်းဆိုအဖားကောင်းလုံးလို့ငါးစုချင်းပြစ်တော့အချက်မရှိအညာက သူနဲ့အတူတော်သူ့ကြုံမခံပြီးဆိုတာလိုက်អော်ခိုင်းသေးတယ်အဲတဲကအမှုပညာရှင်တွေကစေဘိုကျုပ်အဖဘောစမတာအကောင်းဆုံးစကားထူးချွန်စုကိုတိုက်ပွဲခေါ်တဲ့စကားက၎င်းပြန်ကြိုင်းဝင်းကြီးဌာနဝင်းကြီးဘိုကျုပ်အေးကျော်က ရုပ်ရှင်ထူးချွန်စုရရှိသူများကိုရွှေစင်ရုပ်စုများကိုချီးမြှင့်ပါတယ်။နောက်ဆိုကာရေဒီတို့မြအော်ဒီအငိမ့်တို့လုပ်ပြီးပြည်သူကိုဂျင်းထက်အဲ့ဒီတုန်းကဆိုကာရေဒီပြိုင်ပွဲဝင်တိုင်းဥခင်ညွန့်ဘုံတော်ပွဲအဘအကြမှာပါစီကပါသည် လောက်လေးရှိလို့ပေါ့ဗျာမြော်ဒီအငိမ့်ကပထမရတဲ့မော်ဒီမော့စ်တို့မြင်းမြင့်ကြီးအငိမ့်ဆိုလဲဒေါ်စုကိုတိုက်ခိုက်တာမြင်မကောင်းဘူးမှတ်မိသေးလားတော့မသိဘူးဒယ်ဒီကမုံရေးပြီးမြင်းမြင့်ကြီးဆိုတာ ဒီဘီကခဏခဏပြတယ်လေသွေးစွန်ထားတဲ့ဒို့အဖိုးရဲ့ဒါကောင်းရင်ထရံမှာရှိပြီးသားတို့တခုပင်ကမိဒီကြီးကြီးအတန်ကြားတိုင်းထကြည့်ရတာအေးပြက်လာပြီတို့ပြည်သူကိုဝါရမိုင်းတိုက်တာစားတော့ပြည်သူထမင်းနဲ့ပြည်သူကို အပလီမာယာလိန်ညာချင်းထက်အဘမခိုင်းမဲမျက်နှလုံးမျက်နှာရတခင် အာရကျွန်ဘာဝလှုပ်ပေးနေတာအမှုပညာသမားတွေပဲ အစိုးရလက်ထက်တရားတစ်ခုစောက်လို့ဖွင့်ပွဲလုပ်ရင် ခုံနာခုံနာဆိုတာအဲ့တရားပေါ်တက်တက်ပြီတရားကြီးပြီးပြီတရားကြီးပြီးပြီနဲ့တရားဟိုဘက်ဒီဘက်ပတ်ပြေးလိုက်သည်တေးရေကလည်းဂီတစာဆို ဟင်္ဒရာမြင့်ဝီအစိုးရဖြိုးကြီးအဖေရေးတာအများဆုံးအဲ့ဒါကြောင့်ပြန်ဝင်ဟောင်းဥယျထုတ်ကပေါ်တင်ပြောတာစေအစိုးရလက်ထက်က policy ကရိုက်ပြရစီလာပြောတာသူ့မှာစရင်ရှိတယ်ဆိုတော့ဘယ်အမှုပညာရှင်ဆိုသူတွေ စောက်တန်ထွက်ရဲလဲအမှန်ဖြစ်နေတာကိုအဲတုန်းကဇင်ရောမမောင်ကြီးကတော့ထော့ပေါ့ဗျာသူကတခြားကားသာ ကောင်းအောင်မရိုက်တတ်တာအဘဘောမပေါ်လစီတို့အပိုင်နာမည်ပေးတာကိုကလန်ထွက်နေတာပါတဲ့မိုးရံတို့လွင့်ပြန်စေမိကိတရာဇာတို့ဤအာမန်တို့နှလုံးသားတွင် ကပြည့်တင်မိကစ်ပနဒီတို့အနုပညာရှင်တွေကသူတို့နာမည်ရပတ်ဆိုင်ရပါမေးရပီယောဆိုပြီးပြည်သူကိုဂျင်းထဲလာတာလေမချက်ဘူးပြောကြသေးတယ် နိုင်ငံတော်အကျိုးပြုဇက်ကားဆိုပဲတဖြည်းဖြည်းနဲ့ပြည်သူကလည်းစစ်တပ်ကိုတဖြည်းဖြည်းယွန်လာ2010ရွေးကောက်ပွဲလို့တော့အတန်တိတ်မထွက်သေးဘူးအခြေအနေစောင့်ကြည့်သေးတာ now ကြားပြည့်ရွေးကောက်ပွဲမှာဒေါ်စုကလည်းဝင်ပြိုင်ပြည်သူကလည်းဒေါ်စုဘက်ကမဲမြမှန်တိလာတော့သူတို့ကလူလေတွေလေပြည်သူစီက စားလာတာမနေတော့ဘူးဆိုတော့စောက်ချက်မရှိဘတ်ကားပေါ်ဝင်ထိုင်ပြီးဒီမိုကရေစီဆိုပြီးစပြောတော့တာသူတို့ပဲဒီမိုကရေစီရှေ့ဆောင် မသိရင် NLD အစိုးရကပဲသူတို့ကြောင့်နိုင်တယ်လို့လို့အဲ့ဒါကအဘကနေမိမိမမိမိဘယ်သူကပြောတာလဲပြောင်းလဲသွားပြီလို့ကျွန်တော်တန်ပြီမှာဒီမိုကရေစီရလို့ပြုပြင်ပြောင်းလဲနေပါပြီဆိုတာတနည်းအားပဲရှိတယ်အဲ့ဒါဒေါ်အောင်ဆန်းစုကြည် channel မှာဟုတ်တယ်အဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေလည်းတအုံအုံထားရတာပဲဟိုအစိုးရတွေလည်းတအုံအုံထားရနေတာပဲချမ်းပြင်းရောက်တာနဲ့ T-shirt တွေချွတ်တော်တာပဲ channel မှာတော့အပြည့်ပဲ အဲကျွန်တော်တို့ကြင်းကြင်းနဲ့သူတို့ကိုတော့ကြောက်လာပါတယ်။သူတို့ကလည်းကျွန်တော်ကိုပြောပါတယ်ခမရလည်းတော်တော်ကြောက်တယ်လူပဲတဲ့။ဟုတ်ပါတယ်ကြောက်ပါတယ်။ဒီကြားတဲ့စစ်တကခေါ်ရင်စစ်ကားပြေးရိုက်ပြီးအဘဘောသွားမှကြသည်။စစ်ကိုမုံရီတိုက်ခဲ့သည်တို့တစစ်တမတ်ကိုနှစ်တက်ကိုဆိုတဲ့ဇလန်းတွဲတွေကတက်သည်။ခန့်စီသူကြီးဆိုစစ်ကားရိုက်ပြီးချင်းမအလာတင်တဲ့ဖျားထီးတွေပေါ်မှာခန့်ခန့်ကြီး အကယ်ဒမီလည်းအရင်နဲ့ခုခေတ်ဘာထူးလို့လဲဘေးလူဝကြီးဆိုသူ့အကြောင်းသူသိလို့အကယ်ဒမီပေးတာတော့မလားဘူးအဲ့ဒါကိုဘုတ်ဖွဲ့ဆိုသူတွေကတွေးတာကဒီကောင်ကအခုစိုးရအာနာရအောင်လုပ်ပေးတာသူ့ကိုပေးရင်ငါတို့အတွက်အကျိုးမရောက်ဘူးဆိုပြီးတွေးတာသူတို့ကောင်းတဲ့အမှုပညာဆိုတာမရှိဘူးအာနာရှိတဲ့သူပတ်စံရှိတဲ့သူကို ဖားမယ်ဒါမှငါတို့ထမင်းစားရမယ်ပဲတွေးတာအဲ့အတွေးတွေကခုနောက်ပေါက်စတွေကပါလိုက်တွေး ကိုနဲ့တီးတဲ့တယောက်ဆိုအရင်ဆိုကရိတ်တီခစ်ကအဘအဘဆိုတာကြီးပဲတမိသားစုလုံးကြန့်ခိုင်ရေးပစုံးနဲ့ဘာပွဲညာပွဲသွားရင်တရက်ွက်လုံးကဝိုင်းကြည့်ကြတာကိုအမဲပြီးလဲပြီးရောသူတို့ရင်ဘတ်မှာဒေါင်းရင်တို့နဲ့အမဲသူတို့မှာဂုံနေယူလို့အဘတွေကိုမုံတာသူတို့လောက်မရှိဘူးထောင်ထဲအနည်း20နေခဲ့တဲ့ကိုမင်းကိုနိုင်တော်သူ့လောက်မုံမှာမဟုတ်ဘူးရေးလိုက်ရတဲ့ NLD အစိုးရကောင်းကြောင်းဆိုတာကလည်း ငါကမှအမှုပညာသမားဆက်စစ်ကြီးဆိုတဲ့အထားအဲလိုနှစ်ဖက်ချုံကောင်းတွေမြလာတာအမှုပညာသမားဆက်စစ်တွေအတွက်ပြဿနာပြောတာပြောရတာပါမြန်မာပြည်မှာကလည်းအမှုပညာအမှုပညာနဲ့ထမင်းဝါဖို့ပါမိရဖို့အမှုပညာဆိုတာကိုဘန်းပြပြီးအဘဘောမနေတဲ့သူတွေက အများသားဆိုတော့မနစ်ကစောင့်မွေးနေလေးတစ်ထည့်စစ်ကားနဲ့ရမ်းအောင်အဲအောက်ကနေပြီးတော့အရှုံးမပေးဘူး စစ်ကားနဲ့စုံမြတ်သူသားတို့အကယ်ဒမီရသလိုဒီနှစ်လဲရဲရဲတောင်နှင်းစီမသည်လောက်ဖြစ်သွားသည် နေတိုးတို့ဝဲမုံရွှေကြီးတို့အကယ်ဒမီရတယ်အခုနေ့မှာကိုငိမ့်မောင်ကြီးကဟောင်မင်းမေးတာကို ဖြေနေတာကြည်ပြီးပထွေးအာကုန်နဲ့မိုက်နေလိုက်တာအောင်းမင်းမိတယ်ကြောက်တဲ့တွေကြောက်လိုက်မကြောက်တဲ့တွေကတည်သွားပါပဲကာမမုတ်ဆိုးဝေလူကျော်ဆိုရင်လဲသူ့ရဲ့တင်းချိုင်းမြေပုံပဲ့တာမမြင်ကျင်ဘူးပေါ့လေကိုရီပြည်သူတွေပဲဝေကျွေးကြည့်တာပါပေါ့လေ တိုင်းပြည်ရောက်သေးကြဖို့လက်နှလုံးလိုလိုကဲတင်ပေးလိုက်တာကျေးဇူးဆက်ရတာကြီးက26နှစ်အခုလဲစစ်အစိုးရက အမျိုးဘာကြကဲပေးလို့ကျေးဇူးဆက်နေရတာက၄နှစ်ကျော်ဇက်တွေလဲနာပါခုလိုဝေဖန်ပြတော့ဝေဖန်တဲ့သူမနာလိုသူလို့ပြောကြမှာမနာလိုစိတ်ဆိုတာကိုထက်တာတဲ့လုပ်ငန်းသူသမားချင်းမှဖြစ်တတ်တာနိုင်ငံမျက်နှာအတွက်ဝေဖန်ထောက်ပြသူကိုမနာလိုစိတ်ကြီးသူလို့ပြောတဲ့သူကသာတကယ်မစ္စရိယာ အတ္တသမားပါတော်သေးတယ်အခုစကားစရွာလေနေလို့မဟုတ်ရင် မိုးရံတို့လွင့်ပြန်စေမည်ပြူစောထီတို့ဤအာမန်တို့သေးတော်သစ္စာတို့အမျိုးဘာသာသာသနာအတွက်အသက်ပေးမည်တို့အဘဘောဒဆက်၍မမည်တို့အမေပေး၍ပထွေးကိုအဖေခေါ်မည်တို့အနုပညာဖြင့်ကြုံခံမည်တို့ခွေးစိတ်ဝင်နေသောထပ်ပြောမယ်ခွေးစိတ်ဝင်နေသော အနုပညာရှင် နွားများတို့ ပေါ်ကားတွေတစ်ခုပြီးတစ်ခုထွက်လာမလားမသိဒါတောင်တက်ရှိစီယိုနဲ့ဂျင်းထဲခဲ့သည်ဖေဖော်ဝါရီတရက်နေ့နေပြီးတော့ပန်းဝိုင်းမှာအားကစားလုပ်နေတဲ့အမျိုးသမီးတယောက်ရဲ့ဗီဒီယိုကစလို့တနိုင်ငံလုံးကို နောက်ကျောကရိုက်လာမဲ့နံပါတ်ဒုတ်တွေနဲ့ဥကောင်းဝေခဲ့ရပြီသွေးမအေးဖို့လိုတယ်ပေးထားတဲ့အသက်တွေကအများကြီးအရေးကြီးပြီးရဲပေါ်တော့ တစ္ဆာနဲ့ရှောက်တဲ့ခရောင်လန်းစုခင်းလဲရှောက်မြဲရှောက်လက်မယုံအသက်ပေးသွားတဲ့ညီကိုတွေအတွက်ငါတို့တည်တဲ့အထိရတဲ့နီးနဲ့တော်လှန်မယ်ခွဲစိတ်ဓာတ်ကင်တဲ့လက်ကအမြောင်ကင်ပြီးတော်လှန်တော်ရောဘာဖြစ်လဲသွေးစွန်းရတာချင်းအတူတူတိုင်းပြည်ကောင်းဖို့အတွက်မို့တဘဝစာလိပ်ပြလုံးလေမြေပြူကင်တဲ့လက်ကတူမီကင်တော်ရောဘာဖြစ်လဲသူစာသင်တဲ့အကြောင်းကိုလေးရင်နဲ့ပုံကျဲတော့သူ့ចောင်းသားရင်းအစား သူ့တော်လံပါပဲခြုံနှုံးကိုကောင်းအောင်နဲ့လဲသမားကရိုင်ဖယ်ကင်တော်ရောပါဖြစ်လဲမြန်မာနိုင်ငံကြီးကိုတော်လံရေးစိတ်နဲ့ထုံရက်နေတာငါတို့ကဝိုင်းကူတွန်းပေးရမှာမဟုတ်ဘူးလားကပ်ဆောင်းတဲ့တူနာပြူမာလီကတောကျူအောင်ကြားမှာ PDF အုပ်ထုတ်ဆောင်းတော်ရောပါဖြစ်လဲမြစ်တာနဲ့တော်လံလို့မရတဲ့ပွဲမှာတနက်လွယ်ရင်စီးကုနေတာငါတို့လေးစားရမယ်ကင်မရာကင်တဲ့ဒရိုက်တာကရောက်မကင်တော်ရောပါဖြစ်လဲ PDF ရဲဘော်တွေစားဖို့တောထဲမှာထမင်းချက်တော်လှန်နေတာဘာမှမလုပ်ပဲဂိမ်းဆော့နေတဲ့ငါတို့အားနာဖို့ကောင်းတယ်ကလောင်ကင်နဲ့စားရေးဆရာမကကီးဘုတ်ကင်တော့ရောပါဖြစ်လဲအတိုက်အခိုက်တွေကြားတဲ့ကဖန်ဝရမ်းမကြောက်ပဲဘောမားနဲ့စစ်ကောင်စီဖို့ကီးဘုတ်နဲ့စိတ်သက်စစ်စင်ရေးလုပ်နေတာငါတို့အာတင်ထားဖို့လိုတယ်ကင်မရာရှေ့မှာအိုင်တင်လုပ်တဲ့မင်းသားကြီးကတောခိုတနက်ကင်ကြီးတော်လှန်တော့ရောပါဖြစ်လဲသူ့အနာဂတ်တစ်ခုလုံးကိုတော့ပုံပေးထားမှာတော့ငါတို့အနာဂတ်မပြောက်အောင် ါတို့စိတ်တည်းပြင်မရမယ်။မြားတဲ့တဲ့ခိုင်ကစလို့ကြဆုံးသွားတဲ့ရဲဘော်တွေအတွက်မင်းအွန်လိုင်းကိုတော်လန်ဖို့ငါတို့အားလုံးမှာတာဝန်ရှိတယ်။ဒီလိုမတရားမှုကို တော်လန်နေတဲ့လူငယ်တွေကြားထဲမှာမင်းလက်ထဲကင်ထားတာအပဘောလား။မင်းလက်ထဲကင်ထားတာ my dear phone ပြီလား။မင်းလက်ထဲကင်ထားတာ ruby ဆက်လိလား။မင်းလက်ထဲကင်ထားတာမြန်မာဘီယာလား။မင်းလက်ထဲကင်ထားတာ KDB ကမိုက်လား။မင်းလက်ထဲကင်ထားတာကာမနဲ့မှုန်နေတဲ့ ဒီဂျီဘားတဲကမိမတယောက်ရဲ့ယင်သားလားသူစင်းရဲတယ်လို့မစင်းရဲစီဘူးဘဝတစ်ခုလုံးနဲ့ယင်ပြီးပညာဆက်ပင်စီခဲ့တဲ့တားတဲ့မိခင်တဦးကသူ့သားသမီးအနာဂတ်ကိုဖျက်ဆီးပြရပါမလားဆိုပြီးမရှိမဲ့ရှိမဲ့သူ့နာကနဂတ်ကိုရှုတ်လူနေချိန်မှာမင်းအောင်လိုင်းကအယိုးရင်ချကျွေးထားတာလုံးနဲ့ကျိနဲ့ပြီးဒလန်လုံနေရတာမင်းမချက်ဘူးလားဒါဟာမင်းတို့ရဲ့လွတ်လပ်ခွင့်ဆိုငါတို့ရဲ့လွတ်လပ်ခွင့်ကငါတို့နိုင်ငံလွတ်လပ်ခွင့်နဲ့အချိုးကျတယ် တော်လန်ရေးမှာမပါဝင်ရင်တော့မှတော်လန်ရေးကိုမနှောက်ရှက်ကြနဲ့လူတအူးနဲ့တအူးခံယူချက်ချင်းမတူဘူးဆိုတဲ့ဟိုမင်းသားအမှန်တရားဘက်မှာခမည်းမရှိတာပရိသတ်ကြွေးတဲ့ထမင်းလုတ်ကိုပုတ်ရှလိုက်တာပဲကိုရောက်နေတဲ့နေရာကိုပရိသတ်ကတင်ပေးလိုက်တာခမည်းမမေ့ပါနဲ့ခမည်းရဲ့ death site ကိုဒီတော်လန်ရေးကပေါ်ထုတ်ပြလိုက်ပြီအော်ပုံမှန်တွေ့လားမိချို့ခံလိုက်ရတဲ့ကြွားလေးဒီဘက်ကိုကြည်စမ်းဆုံးကတ်မဲ့တကာမရှိတော့တဲ့ဖုံးရင်ကြောင်း မင်းချို့ခံလိုက်ရတဲ့အိမ်တလုံးရဲ့ပြာတွေကြားပျက်စီးယိုယွင်းနေတဲ့ဗုဒ္ဓဆင်းတုတော်အတွက်စစ်တပ်အစားငါဗုဒ္ဓအားအာဏာမိပါရဲ့ငါကြီးတောင်နဲ့ခေါင်းအဖြစ်ခံလိုက်ရတဲ့ဗီဒီယိုကိုကြည့်လိုက်ရတော့လမ်းမှာပုံထွက်ကြခဲ့တဲ့စစ်သားရဲ့ဆောက်ခွက်ကိုပြင်းမြင်မိပါရဲ့ဗါတဲ့လူတက်တဲ့နေရာမှာ expert ငငယ်ကလေးကသူများအသက်တတ်ရတာကိုကြိုက်တာတဲ့အဲ့ဒီလိုမင်းအွန်လိုင်းစစ်တပ်ကိုကိုးဝယ်နေကလေးက ိန်းနာကျော်စင်စကားနဲ့ပြောရရင်မင်းတို့တမျိုးလုံးကိုစောက်ထင်ကိုမကြည့်တော့တာအခုတော့အကျိုးပြောရအောင်မယ်ဒီကြပြားတွေကအတုံးတုံးတွေကရိုင်းနေလို့ခမားထင်ရင်စိတ်နာနာနဲ့မင်းအောင်လိုက်ပုံကိုအာရပါရတက်ပွနေတဲ့ဗီဒီယိုတွေကအတော်ကြီးကရင်းနေလိမ့်မယ်လူသက်မရင်းချင်းရွာမီးချုံနေတဲ့စစ်တပ်ကဟားနေလိမ့်မယ်ဇာနာပြလို့နိုင်ငံတော်ပုံကံမှုဆိုပြီးအပန်းခံလိုက်ရတဲ့အမျိုးသမီးကထောင်ထဲမှာမွေးလိုက်ရတဲ့ကလေးကိုမြှူတလူလူနဲ့မရှိပြုံးပြုံးနေလိမ့်မယ် စစ်တပ်ရဲ့လက်နက်ကြီးထိမှန်လို့လက်ဖြတ်လိုက်ရတဲ့ကလေးတဦးကမေ့ပြုံးပြုံးနေတယ်။ကာယကံမြောက်ကျူးလွန်ခဲ့သူကြီးစိတ်မနှံ့သူကိုမီးရှို့လိုက်တော့သူ့မိကြီးရဲ့ငိုတံကို ခမည်းကြားလာ။အဲ့ဒီအချိန်မှာခမည်းရဲ့ကိုစောင်းနဲ့ကိုကိုကိုတတ်တည်သွားပြီလား။ခမည်းမှာကိုချင်းစာစိတ်မရှိတော့ဘူးလား။အများအသားပေါ်မှာတက်ခွာကြိုက်ခဲနေတဲ့ရှင်တကောင်ကိုရိုက်ပစ်လိုက်တဲ့လိုစိတ်မျိုးနဲ့ခမည်းပေါ်ပါကျူးလွန်မှုမှမရှိတဲ့ဇကိုင်းတိုင်းကတားအမိ၃ယောက်ကို အိမ်ပိုင်းဆိုင်ရာကျူးလွန်ပြီးမှမီးရှို့တိုက်ရတဲ့လားအရင်မူလာရဲ့မိဘကိုဒါချင်းချင်းမြေမျိုးမဲ့မအီလိုးတွေကို မုန်းတယ်လို့မျိုးမင်းတို့ကငါမုန်းမိပါရဲ့ပြောပါတယ်အားလုံးရဲ့ဘဝရီအနာဂတ်တွေကိုဖျက်ဆီးခြင်းခံလိုက်ရတဲ့အတွက်ဒီကြပြာကနည်းနည်းရိုင်းမယ်လို့မင်းအွန်လိုင်းကိုနာကြီးစိမ့်နေမှုနားမခံသာအောင် ရိုင်းသွားခဲ့ရင်လည်းကျွန်တော်ကိုခွင့်မလွတ်ပါနဲ့တချို့တွေကတခြင်းဆိုဖို့ပွဲရွေးနေချိန်မှာ အရှင်းနဲ့တော်လန်လို့မရလို့လက်နက်ကင်တော်လန်ပြီးအသက်ဆုံးသွားတဲ့ကိုတွတ်ကိုမမီးနဲ့ဂျိုးဘီခံလိုက်ရတဲ့ကိုစီယာတော်နဲ့ညီအကိုကြီးကိုမမီးနဲ့နံပါတ်ထုံးနဲ့အရိုက်ခံလိုက်ရတဲ့လူငယ်ရီရဲ့အနာဂတ်ကိုမမီးနဲ့လက်နက်ကြီးနဲ့အပြစ်ခံလိုက်ရတဲ့လက်ရက်ကုံစားတင်ချောင်းကိုမမီးနဲ့အရှင်လက်လက်မီးချိုးခံလိုက်ရတဲ့အပြစ်မဲ့ပြည်သူတွေရဲ့အသက်ကိုလည်းမမီးနဲ့တို့တို့သားသမီးတွေကိုဘယ်နှစ်ပြန်လွတ်ပေးမလဲဆိုတဲ့စိတ်နဲ့ ရှင်လျက်တည်နေသူမိဘတွေကိုလည်းမမေ့နဲ့ဒီလိုသွေးဆုံးခဲ့တဲ့တော်လာရေးမှာပြည်သူတွေရဲ့နာကြီးစိတ်နဲ့ကျိန်စာတိုက်ရရင်ကာယကံမြောက်ကျူးလွန်ခဲ့သူဝစီကံမြောက်ကျူးလွန်ခဲ့သူမနောကံမြောက်ကျူးလွန်ခဲ့သူနေဝင်းအစတန်းရွှေအလဲမင်းအောင်လိုက်အစုံမင်းတို့တန်တရာဘဝတစ်ချောင်းလုံးတည်ရင်အောင်ရေဆက်ချအမြဝင်မဲ့လို့ရှိပါစေမင်းတို့ကြစ်တဲ့ကြိုး င်းတို့လယ်ပင်ပေါ်ရောက်တယ်နီငါတို့လက်နဲ့စွန့်နေနီမင်းတို့ကြစ်တဲ့ကြိုးမင်းတို့လယ်ပင်ပေါ်ရောက်တယ်နီငါတို့ခွဲစိတ်ဓာတ်ကင်နေနီမင်းတို့ကြစ်တဲ့ကြိုးမင်းတို့လယ်ပင်ပေါ်ရောက်တယ်နီငါတို့မြေပြူကင်နေနီမင်းတို့ကြစ်တဲ့ကြိုးမင်းတို့လယ်ပင်ပေါ်ရောက်တယ်နီငါတို့ဒဇင်းကင်နေနီမင်းတို့ကြစ်တဲ့ကြိုးမင်းတို့လယ်ပင်ပေါ်ရောက်တယ်နီငါတို့တက်ဆောင်နေနီတိတိကျကျပြောရရင်မင်းတို့လယ်ပင်ကြိုးကွင်းစွန့်နေနီ